ကအရကတက်တော့အေးအေးအကိုချင်းတို့ပြလှုပ်ရက်လိုက်တာငါလည်းကင်ဒီနေ့မှာကျွန်တော်တို့အကင်ဆုံးတွေရောင်းကောင်းနေပါတယ်အကိုချင်းတို့ကငါလည်းကင်စားတယ်ငါလည်းကင်စားတယ်ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေက နှစ်လေးကင်စားတဲ့စာကလေးလည်းကင်စားခဲ့ပြီးပါပြီဒီကနေ့မှကျွန်တော်မိသားစုဝင်တွေကိုဖော်ပြပေးချင်တာကကြောက်ပြူအနီးပင်လေပြင်မှာအရခတ်တော့အေးရဲ့လက်နက်ကြီးပြစ်ခတ်မှုကြောင့်ပောက်ကွဲမီးလောင်ရေမြုပ်သွားတဲ့နဗီစစ်သင်းပေါ်အကြောင်းကိုကျွန်တော်ဖော်ပြပေးမှဖြစ်ပါလေဗျနောက်ထပ်ဒင်းဖို့လည်းရှိပါသေးတယ်။မူပင်မြို့ဖွတ်တက်သွားတယ်ကျွန်တော်မိသားစုဝင် ရိုးရိုးဖွတ်တတ်တာမဟုတ်ဘူးမူဘင်ကိုမင်းအောင်လှိုင်ရောက်လာပြီးတော့မှမူဘင်မြို့မြို့ကြီးကျယ်လောင်သွားတယ်ကျွန်တော်ရဲ့မိသားစုလို့ဆိုတော့ဒေသခံပြည်သူတွေရဲ့ပြောစကားနဲ့အတူကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိဝင့်ကြည့်ရှုကျွန်တော်မိသားစုဝင်တအူးချင်းစီတိုင်းကိုတေးစားဖိတ်ခေါ်လိုက်ပါတယ် Super Sunday Holiday ဒီနေ့မှာသတင်းကောင်းတွေအများကြီးရှိပါတယ် KNU ဟာတနက်တစ်ချက်မှမဖောက်ဖဲနဲ့ လက်နက်နဲ့တကွ BGPA ရေဘော်အရာရှိစစ်တွေအပါဝင်250ကျော်ကိုလက်နက်ချစီခဲ့ပါတယ်။ကျွန်တော်မိသားစုဝင်နေ KNU ဟာကရင်ရဲ့အဓိကအဖွဲ့အစည်းဖြစ်ပါတယ်။ဆိုတော့ DGB မှာရှိနေတဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်အမေရိကန် PDF တွေကိုလည်းကျွန်တော်အမြဲတမ်းသတင်းစကားတရားနေပြီးတော့ပေးပို့တတ်ပါတယ်။ရေဘော်တို့ ငါတို့ဟာ generation set တွေဖြစ်တယ်လက်ရှိချိန်မှာငါတို့ KNU နဲ့မာမိတ်အဖြစ်ပူးပေါင်းနေကြတာဖြစ်တယ် KNU နဲ့အတူလက်တွဲပြီးတော့လက်ရှိအာဏာရှင်အမြင့်ဖြတ်ချိန်မှုန်းတဲ့ဘွဲမှာအဆုံးထိပါဝင်သွားဖို့ကျွန်တော်ဒီကနေပြီးတော့ထပ်မံပြီးတော့ဖိတ်ခေါ်လိုက်တယ် KNU ကတနင်္လာနေ့မှာပေါ့ဖဲနဲ့ DKPA ရဲ့250လက်နက်ကွပူးပေါင်းစီခဲ့တဲ့ သူရဲ့စီယုံရင်စွမ်းရင်ဒီအတွက်လည်းကျွန်တော်ဒီကနေပြီးတော့လင်းလင်းစားစားဂုံပြုတ်ချီးမွမ်းလိုပါတယ်။ကျောင်းမိသားစုဝင်တွေမကြခင်မှာတည်င်းနေအများကြီးကြားရမှာဖြစ်ပါတယ်။ကျွန်တော်အလုံးအတူတူလက်တွဲပြီးတော့လှုပ်ဆောင် နေကြပါတယ်။ဟုတ်ပြီ။ဒီနေ့မှကျွန်တော်အဓိကတင်ပြချင်တဲ့အကြောင်းအရာကအရကတက်တော် AA အကိုချင်းတို့ပြလှုပ်ရက်လိုက်တာ။ငါလည်းကင်စားရက်တယ် ငါ့ကင်အကြီးကြီးကိုလည်းပဲကင်စားရတယ်ဒေါ်ပိသကဝေးတစ်ဖက်ဝင်းကြီးကမနစ်တနေ့ကမှစာကလေးကင်လဲစားလိုက်သေးတယ်နော်ပါရမိုတာလေးဟုတ်ပြီပါရမိုတာလေးကိုပြန်လူချင်လို့လဲအစကြောင်းကြီးထိုးပြီးတော့အဲ့ဒီနေရာကို ဝင်လာကြပါတယ်ကျွန်တော်မိသားစုနဲ့တည်င်းချပြီးသွားပြီလား ရာမော်တာပစ်ချတဲ့နေရာကျွန်တော်ပြည်သူ့ကဝေးတပ်ဖွဲ့ဝင်တွေပစ်ချပြီးနောက်ပိုင်းမှာအဲ့ဒီနေရာကိုစကြောင်းထိုးတယ်သူတို့ဘာဖြစ်သွားလဲကျွန်တော်မိသားစုဝင်လေခွေးပြီးဝက်ပြီးပြန်လှည့်ပြီးဖွာလန်ကျဲစုပ်ပြတ်တတ်သွားတယ်လို့ကျွန်တော်မိသားစုဝင်တွေကိုအသိပေးလိုတာပါပြီးရင်လွှားရင်းနဲ့ငကိုလေးကပေါ်တာဆွဲခံထားရတဲ့ကောင်တွေကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နေစီမှာလက်နက်နဲ့ကွာလာရောက်ပြီးတော့လင်းဝင်သွားပါကြောင်းဆက်ဆက်ပြီးတော့ဖော်ပြခြင်းပါတယ်ဟုတ်ပြီအကိုချေတို့ကင်စားတာတွေအရင်များနေလို့တို့ဘယ်လိုခွဲလန်းချပြီးတော့စားကြရင်ကောင်းမလဲအမိလိုက်လို့စားမလားဘိုက်သားလေးကိုစားမလားခေါင်းပိုင်းကိုစားမလားပစ်ချက်မှု ကျွန်တော်ယင်ကကျွန်တော်မိသားစုနေဖော်ပြဘူးတယ်အကတက်တော့အေးအေးတိုက်ခိုက်ရင်စွန်းရင်တကယ်ကိုအစ်စ်မြင်လာတာအဲမကန်းကျွန်တော်တို့တွေ့နေရတယ်တူတယ်ပြက်ကမှုကရန်ကိုတိကျတယ်ဆိုတာရုပ်တံမှတ်တမ်းပီလိုနဲ့ကွာဖော်ပြခဲ့ကြတယ်ဒါကိုဘယ်ရောက်ကွာ AI လို့တော့မှသူတို့ကရအောင်လိမ့်ကြသေးတယ်အခုနဗီစစ်သမောက်ကိုလက်နက်ကြီးနဲ့ဓာတ်ရိုက်ထိမှန်အောင်ပြက်ခတ်ခဲ့တယ် အရှိန်မှာလည်းပဲနဗီစစ်တမော့စီကိုရေညွတ်သိမ်းချိုပြီးသွားပြီအခုတော့အေအေနဲ့ပတ်သက်ရင်ရေပြင်းမြေပြင်းဟာသူတို့တက်ကတော့စစ်သိမ်းနိုင်မယ်ဟုတ်ပြီကြောက်ရင်မိသားစုဝင်နေဒါကတော့စူပါဆန်နီတွင်နေမှာကြောက်ဖြူမှာထပ်မံပြီးတော့ကင်စားလိုက်တဲ့နဗီစစ်တမော့စီနော့ဇင်နိုဝမ်ဘာ7ရက်နေ့နေ့ပိုင်းမှာ ကြောက်ဖြူအနောက်ဘက်ကမ်းလွန်ပင်လယ်ပြင်မှာအကြာဖက်စစ်ခွေအောက်စုရဲ့နဗီစစ်သမော်စီမီးလောင်ပေါက်ကွဲပျက်စီးသွားပါတယ်။အရန်ကိုတိကျလွန်တဲ့အရန်ကိုကြမ်းကျင်လွန်တဲ့တကယ်ကိုကျွန်တော်ပြောရင်ကျွန်တော်မိသားစုဝင်တွေအဲအခက်တက်တော်နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေအစည်းဆွဆောင်ရတကယ်နိုင်ငံတကာအဆင့်ရောက်နေပြီ အဲ့တော့ A A ဘက်ကိုတွားရမယ်ဆိုရင်လည်းပဲဟိုဘက်ကစခွေရဲခွေးတွေကငကိုတွေကအသွားတွေကတဏ္ဍကုံတင်ဝပြန်လာဝင်းကရေကြက်ကြက်ချက်ဟုတ်ပြီဒါနဲ့ပတ်သက်ပြီးတော့မနေ့ကမနေ့9နာရီနဲ့10နာရီကြာမှနဗီမီလောင်နေတာကိုမျက်မြင်ကိုတွေ့မြင်တွေ့ခဲ့တယ်ဒေတာကံတွေရှိပါတယ်တော့ခွဲတာအခြေကြီးကိုလည်းပဲ ဒီနာကြီးနဲ့အတိုင်းသာကြားလိုက်ရပါလေလို့တိကျကြသတင်းပေးပို့ထားတာဖြစ်ပါတယ်။မောင်ကျုံမြောက်ဖတ်ကျေးရွာတွေအကုန်လုံးအဲ့ဒီပေါက်ကွဲမှုအဲ့ဒီနဗီအဲ့ဒီငါကင်အကင်ခံလိုက်ရလားပူပူနွေလက်လက်ဆက်ဆက်လေးကိုအကုန်လုံးမြင်တွေ့လိုက်ရတာဖြစ်ပါတယ်။ဒီကောင်းနေ AI လို့ပြောမှမဟုတ်လို့ မကြခင်မှလည်းအာရကတက်တော် AA ကထုတ်ပြန်ကြေညာချက်တွေထွက်ပေါ်လာအောင်မှဖြစ်ပါတယ်။အမြဲတမ်းသူရဲ့ထုတ်ပြန်ချက်ကအနောက်မှထုတ်ပေါ်တယ်။လုံးဆရာရှိတာတွေကိုတော့အရင်ဆုံးလုတ်လိုက်တယ်။အခုကဒီနောက်ကပြည်သူတွေကသတင်းပေးပို့ထားတာဖြစ်ပါတယ်။ဆိုတော့ခြေကနမေအတိအကျတွေကိုကျွန်တော်မိသားစုနေမဖော်ပြဘူး။တိရတဲ့အတိုင်းပဲဘုရားကောက်ကောင်တွေကတောက်ကျင်ကတစ်ဇက်မှကောင်းတာမဟုတ်ဘူး။ ကျွမ်းမလန်ကြည်မီနဲ့ရှို့တတ်တဲ့အကျင့်ကခဏိအချိန်ထိဒီကောင်လေးကလုံနေဇဲကိုဗျာဘုရားသမီးနိုင်ခဏလေးရောက်လာတဲ့ကြေးရွာကိုတော်မှအညိုးတကြီးနဲ့လီရောင်းကနေပြီးတော့ဘုန်းလာကျဲတဲ့အုပ်စုခွေးအုပ်စုဟုတ်ပြီကျွန်တော်ရမိသားစုဒီလိုမိလောင်တာကိုအဲ့ဒီမန်အောင်ကျွမ်းမြောက်ပတ်မှာရှိတဲ့ကြေးရွာတွေအကုန်လုံးကအတိုင်းသားမြင်တွေ့လိုက်ရတာဖြစ်တယ်အလကတက်တော့အေးလက်နဲ့ကြီးပြက်ခတ် မြို့ကရန်လို့တိကျလွန်းတဲ့အတွက်ဒါရိုက်ထိမှန်ပြီးတော့ပကွဲသွားတယ်။နဗိပကွဲပြီးတော့အဲ့ဒီပေါ်မှာပါလာတဲ့အကျန်းဖက်စစ်ခွေးတက်ရဲ့ရေခွေးလိုပဲပြောရမှာပေါ့နော်။ဂျီတော်ဦးကြည်မရအောင်ကျွန်တော်မိသားစုတခါလဲတစ်ဆက်တည်းကျွန်တော်မိသားစုဝင်အတိပေးခြင်းတယ်။အချိန်ရလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကယ်ဆယ်ရေးဘုတ်တူ ထိခိုက်မှုမရှိလို့သူတို့အဲ့ဒီနဗီကနဗီကိုစွန့်ခွာပြီးတော့ထွက်ပြေးလို့ကမ်းကိုကတ်လာရင်လေအဲ့ဒီကောင်ကြီးအကုန်လုံးကပင်လယ်ကမ်းဆက်သဲတောင်ပြင်ပေါ်တော်မှာခြေနင်းခွင်းရလိုက်မှာမဟုတ်ဘူးတကောင်ကြံအကုန်ရှော့ဟာပြတ်သားတဲ့စီးစွန့်ဆောင်ကြီးအရန်ကိုအစ်မြင့်နဲ့တိုက်ခိုက်ကြီး စမ်းရည်တွေကိုကျွန်တော်တို့ပူတွဲပြီးတော့မြင်တွေ့နေရတာဖြစ်ပါတယ်။ဘုရားဒုမြင်နိုင်ကျွန်တော်ပြည်သူလူထုတစ်ချက်လုံးတကယ့်ကိုလေးစားထင်ကြီးရတဲ့ခေါင်းဆောင်ကျွန်တော်ဖတ်တဲ့နိုင်ငံရဲ့တမိုးရှိလွန်းတဲ့ခေါင်းဆောင်အဖြစ်တမန်ထားချတာပါ။ဒီနေ့နဲ့ပတ်သက်ပြီးတော့ဒီတော့ကနောက်ထပ်အမျိုးသမီးတအုပ်လေးကလည်းနဗီစစ်သမော ကြောက်ဖြူအနီးပင်လေပြင်မှာပောက်ကွဲမီးလောင်ရေမြုပ်သွားတဲ့အကြောင်းကိုထပ်မှန်ပြီးတော့အတီပြူပြောဆိုထားပါတယ်။နဗီမူလောင်နာမှန်တယ်။အရှင်လက်လက်ကြီးလက်လက်ဆက်ဆက်ကြီးအလကတက်တော့အေအေရဲ့ရေပိုင်နဲ့အတွင်းထဲမှာကင်စားခံလိုက်ရတာဖြစ်ပါတယ်။ပေါ်ဘက်ကနေကအယံကိုချေလောင်လွန်နေတယ် ျွန်တော်မိသားစုအနေကိုကျွန်တော်ဒီအချိန်အားလျော်စွာဖော်ပြပူပါတယ်။အေးတပွက်ဝင်နေရဲ့ short tight drone ရုပ်သံမှတ်တမ်းဗီဒီယိုတော်မှာအဲကျွန်တော်ရဲ့ Telegram မှာအရင်တော့ကျွန်တော်ဖော်ပြခဲ့ပူပြပြ။နေရာကြီးမဟုတ်လုံးဝပြင်ဆင်ထားတာ။အဲ့ဒါတက်တော့ AA ကိုသူရက်ခွေးစစ်ခွေးမင်းအောင်နိုင်အပောင်ဝင်အကုန်ကြောက်ရတယ်။ဒါကြောင့်လည်းပဲအချို့ကျွန်တော်ရှင်နဲ့ပို့တယ် စကြောင်းတွေမှာအလကတော့အေအေနဲ့ထိဆက်နေမီအဲ့ဒီနေမီကိုတွားရမယ်လို့ရှင်တဲ့ပေးပုတ်ခံရတဲ့စကူရီတကောင်းမှမသိရှာဘယ်နေရာကိုတွားမှာလဲသူတို့ဘူးသူမှမသိဘူးပြောတော့မှာအာကတတော်အေအေနဲ့ထိဆက်နေမီဒါတော့မှထိဆက်နေမီပဲရှိသေးတယ်နော်ထိဆက်နေမီရောက်လဲရှော့ ကံကောင်းလုံးရင်တော့အတူအပြက်ဖွာလန်ကျင်းဒါဆိုလို့သူတို့တက်ကံကောင်းတာဗျာအပိုင်းပိုင်းပြက်ဟိုပြက်ဒီပြက်စဉ်းစားရတာပေါ့ဗျာအသက်မသေးတာတော့ကံကောင်းမဟုတ်ဆိုတော့အရကတက်တော့အေအေကိုသူတို့ခုချိန်ထိစရှုံးနေစေအခုကြောက်ပြူတိုက်ပွဲတွေမှာလည်းပဲဒီကောင်ကြီးစစ်ကြုံသွားတယ်လို့ကျွန်တော်တိတိကျကျသတင်းရရှိထားတယ်ကျွန်တော်ရင်မိသားစုဝင်နေ ကျွန်တော်အများကြီးပြောနေကြစကားပိုင်မယ်ကြမ်းကြုံရင်နှုတ်လို့ရတယ်နည်းနည်းပါးပါးဒဏ်ရာရရင်ပျောက်စီလေးလှူလို့ရတယ်စစ်ကြုံရင်နှုတ်လို့မရဘူးအခုတန်ဖြူကိုကြည့်နေတယ်ပခိုင်သူရခိုင်သားတွေပါလဲဆိုရင်လည်းပဲရခိုင်သတင်းနဲ့ပတ်သက်ပြီးသူတို့အများတန်းအဆက်မပြတ်နားဆွင့်နေတာသူတို့ရှိမှပိုတိကျတဲ့သတင်းတွေတောင်မှရှိနေတတ်တယ်ကျွန်တော်ဆိုကျွန်တော်အများတန်းသတင်းပေးပို့နေကြကျွန်တော်ရဲ့ Telegram main account ပေါ့နော် delete ဖြစ်သွားတယ်ဆိုတော့ ကျွန်တော်မိသားစုဝင်နဲ့စကားမပြောပြကြောက်ဖြစ်နေတာဗောနော်ကျွန်တော် channel အစ်စ်ဖွင့်လိုက်တော့မယ်ဗျာကျွန်တော်မိသားစုဝင်တစ်ဆက်လက်ပြောတာပါအခုချိန်ဒီမှာအခက်တက်တော့ a a ကိုဆက်လက်ပြီးတော့ရှုံစဲပြေးစဲပြေးစဲအခြေအနေဖြစ်နေတဲ့အတွက်လေချောင်းရောရေချောင်းရောကြီးချောင်းရောရှိရှိသမျှအကုန်လုံးပုံပြီးတော့တုံးနေပြီမယ်သူဘက်က ပုတ်ပုတ်ဆိုးဆွားဆိုးဆွားဆိုနေအထိကပျက်စီးနေတာကိုကျွန်တော်တို့မြဝါထင့်ထင်မြင်တွေ့နေရတာဖြစ်ပါတယ်။နောက်တော့ရောင်းပြီးသူတူပိပုတ်ထားတာကမျိုးတွေထွက်နေတာမြင်ရတယ်။ပေါ်ကွဲမှုတကယ့်ကိုပြင်းထန်လွန်နေဆိုတော့လက်မချီပကက်ခံရပြီးနောက်ပိုင်းတွေမှာပေါ်ကွဲသွားတဲ့အဲနဘီစပမောကိုလည်းပဲအတိုင်းသားမြင်တွေ့နေရတယ်လို့ကျွန်တော်တို့ ဒေတာကန်တွေကထပ်မံပြီးတော့သတင်းပေးပို့ထားတာဖြစ်ပါတယ်။ဆိုတော့နဗီပေါက်ကွဲမှုနဲ့ပတ်သက်ပြီးတော့အခါတက်တော့ A ဘယ်လိုထုတ်ပြန်လာမလဲ။အခိုင်ဒီရခိုင်သားတွေအတွက်တကယ့်ကိုကုန်ယူပါတယ်။လူကြီးမျိုးအားလုံးစီလုံးညီညွတ်စွာနဲ့အခါပြည်တော်အတွက်တိုက်ပွဲဝင်နေကြတာကျွန်တော်တို့ခေါင်းခေါင်းနားလည်ခံစားမိတယ်။ကမ္ဘာအရရက်မှာ ဘလိုလိုမင်းတွေကိုလုတ်ကင်နေကြပါစေငါတို့ရခိုင်ပြည်သေးချပေါ့စစ်ကြုံဘွားကလွမြောက်စေရမယ်ရခိုင်တို့ရခိုင်သားတွေစီယုံရမယ်အချိန်ရောက်ပြီရခိုင်ပြည်နဲ့ရခိုင်မျိုးတွေငါတို့အလုံးမှတာဝန်ရှိတယ်ဆိုရယ်ခံယူချက်နဲ့သူတွေအတူတူတိုက်ပွဲဝင်နေကြတာအတူတူကျွန်တော်ဒါဆိုတကဘာလုံးမှနေအတေသအတီးတီးမှ ။ဒီပေါင်းများစွာတဲ့ကပြတ်နဲ့နေတဲ့ကျွန်တော်တို့ရခိုင်သူရခိုင်သားတွေအကုန်လုံးရခိုင်မိသားစုဝင်တွေအကုန်လုံးဟာအရကတက်တော့အေးအေးအတွက်ဂျုံကန်ပင်းနေကြတယ်။တပွဲတိုင်းမှာသူရဲ့အကူအညီဝင်းရင်မှုပါနေတာ။လက်နဲ့ကြီးကြီးတစ်ချက်ဖြစ်ဖို့မပြောနဲ့ကျွန်တော်ရဲ့မိသားစုဖိုင်ဖိုင်စစ်စချောက်ကြည်လေးတထောင်ထပ်ဖို့တော်မှာတော်တော်လန်တော့ရဲဘော်တွေအတွက်အရန်ကိုခက်ခဲတယ် ကြည်ဒီတောင်းရဖို့ကျွန်တော်တို့စုရတယ်။ဒါတော့ဆက်လျှောက်ကြည်ပဲရှိသေးတယ်။ AK47 အဲ့ဒါဈေးပိုများသွားပြီ။ရှားပါကြည်လည်းဖြစ်တယ်။ဒါပေမဲ့မှာ AK47 ကိုင်းတဲ့သူတွေရဲဘော်တွေအများအားအစုအစဲခံရတယ်။ရန်သူကပြအသားသုံးနေစေအခုချိန်ထိကျွန်တော်တို့ကကျွန်တော်တို့ကြည်ကိုခြွေပြီးတော့ပြစ်နေကြရတယ်။ AK47 တပေါက်တိုက်ပွဲအတွင်းမှာပစ်ချလိုက်ပြီးဘောင်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 အနောက်မှာလာអော်ပြီကျွန်တော်ရေဘော်လူငယ်တွေဆဲခန့်ရကျွန်တော်မိသားစုကလေးရေဘော်တွေကိုမေ့ကြည့်ပါရေဘော်တွေမေ့ကြည့်ပါကျွန်တော်လည်းဘေးနားမှာတောင်းအကြနေတဲ့ရေဘော်နော်ကျွန်တော်တို့ရှစ်ထပ်မိုင်းနေရှိတယ်ပရမတ်စင်ရှစ်ထပ်မိုင်းကွဲသွားတယ်အုံးကျွန်တော်မိုင်းတုံးတက်ခင်းထားတယ်ကျွန်တော်တို့ ဒီဒိတ်ချုပ်ထားတဲ့နေရာပေါ့နော်စခွေညီမျိုးစုံနဲ့တက်တာကျွန်တော်ရဲ့မိသားစုဆိုတော့ကာဒီယန်ရဲဘော်လူငယ်တွေကလည်းစိတ်လောတာလေးလည်းရှိတတ်တယ်ဗျကျွန်တော်နဲ့ဝစ်ချင်းတစ်ခုတည်းမှာပေါ့နော်ဂရုချင်းလို့လည်းပြောရရင်လည်းဂရုချင်းလို့တေချာတူရတာမဟုတ်ကျွန်တော်ညဘက်ကြီးအကျွန်တော်ရဲ့ view ကြည့်နေတယ်ကျွန်တော်မိသားစုနဲ့ကျွန်တော်ပေါ်ပြခဲ့ဘူးလေအကျွန်တော်ဘီနာရဲဘော်ကထပြီးတော့ AK47 နဲ့ညဘက်ကြီးထပစ်တာဘောင်း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  ကြည်တော့ကုန်ကျွန်တော်သူ့လှမ်းဆွဲအော်ဆွဲချာကျွန်တော်ကျွန်တော်ဘဘက်လက်နဲ့ပေါ့နော်ကျောင်းရဲ့ဘဘက်ချမ်းမှာရှိတယ်သူကကျွန်တော်နှစ်ယောက်ကကြည့်ပါကျွန်တော်ကငချင်းမီနဲ့ကျွန်တော်ကငချင်းမီနဲ့အမှန်ကကျွန်တော်ကအရှိဆုံးပါဗျအဲလိုကျွန်တော်တေးကြတယ်ဆိုရင်ကျွန်တော်တို့ပစ်ကွင်းထဲဝင်လာတယ်ဆိုရင်ကျွန်တော်ကကျွန်တော်ပစ်ကွင်းရဲ့45ဒီဂရီကျလာတယ်ကောင်းတယ်ဘယ်ကောင်ပဲဖြစ်ဖြစ်ကျွန်တော်အကုန်ပြစ်မှာအဲ့ဒီအချိန်ကျရင်ဟာ ကိုယ်မလုပ်ပါနဲ့ကိုယ်မလုပ်ပါနဲ့ဒါတို့ကြောက်ပါပြီလည်းချအဲ့ဒီပြောချင်အောင်မရဘူးကျွန်တော်တို့တောင်းပြီးရတဲ့အပိုင်းကကျွန်တော်ရဲ့ပြကွင်း55ဒီဂရီကြောက်ပြီးစွာနဲ့ကျွန်တော်အကုန်လုံးပြက်ခတ်ချိန်မုံးပါကျွန်တော်ပေါ်လာတယ်ဘာလဲနားမလည်ဘူးကျွန်တော်ဘယ်လိုပြောမလဲဘာလဲဘယ်ကောင်းလေးဘယ်လိုလဲကျွန်တော်တို့မသိဘူးကျွန်တော်ကတော့အကုန်ရှင်းပါပဲဒါပေမဲ့ကျွန်တော်လည်းတူပါတယ်ဘေးနားကျွန်တော်ရဲဘော်တယောက်ကထပြေတယ်ဘောင်းလို့ကြည်တော့ကုန်သွားတယ်သူအစုခံရစောင့်မိသားစုံနေဒါကျွန်တော်လူငယ်တွေ စိတ်အားထက်သန်မှုကိုမြင်တွေ့ရတယ်။ဒါလို့ကျွန်တော်ကကျွန်မသတင်းလေးမှာအများနဲ့ဖော်ပြပေးနေခြင်းက join မိသားစုဝင်တွေကျွန်တော်တော်လည်းရေးအတွက် join မိသားစုဘလောက်ထိပင်ပန်းခံဘလောက်ထိဆင်းရဲခံဘလောက်ထိအနှိမ်ခံပြီးတော့ပါဝင်ကူညီနေလဲဆိုတာကျွန်တော်သိနိုင်ငံကမှလုံလုံနေကြတယ်ပြည်တွင်းမှာခက်ခဲမျိုးစုံနေဒီမှာလည်းနိုင်ငံမှာလုံလုံနေတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားဆိုရင်အားလုံးကအမြင်လေးကအာမြန်မာလား လောကလာဇာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဥရောပနိုင်ငံဘက်တွေမှာအဆင်ပြေပေမယ့်ကျွန်တော်တို့အရှေ့တောင်အာရှအတွင်းထဲမှာရှိတဲ့နိုင်ငံတွေမှာဘဝရှင်သန်ရည်တည်ရေးအတွက်ရှာဖွေနေရတဲ့မြန်မာနိုင်ငံသားတွေကျွန်တော်ပြည်တော်စုဘွားတိုင်းရင်းသားတွေအရန်ကိုခက်ခဲပါတယ်ကျွန်တော်ကကောင်းကောင်းနားလည်ပါတယ်ကျွန်တော်တို့ဘက်ကလည်းပဲကြည်တထောင်လေးရဖို့တော့မှကျွန်တော်တို့အများကြီးစူးစမ်းရတယ်ကျွန်တော်မိဘပြည်သူကလည်းအဲ့ဒီကြည်လေးတထောင် ဝင်နိုင်ဖို့ဝင်အကူညီတဲ့နေရာမှာလဲဘလောက်တောင်ခက်ခဲလဲဆိုတာကိုကျွန်တော်နားလဲသိရှိပါကြောင်းရဲဘော်လူငယ်တွေကိုစားဒီကနေပြီးဖော်ပြပေးနေခြင်းဖြစ်ပါတယ်အခုဗတင်းအစပိုင်းမှာဖော်ပြခဲ့တာနဲ့တော့ကျွန်တော်ရဲ့မိသားစုဝင်တွေဗိုက်ပြစ်သွားပြီထင်ပါတယ်အလကတက်တော့အေအေနဲ့ကျွန်တော်တော်လန်တော့တပွဲဝင်တွေနိုင်ငံကအစ်စ်မီလက်လက်ကြီးတွေမရှိပြင်မဲ့ ကျွန်တော်တို့အာနာယူအကျမ်းမဖတ်စစ်တက်မင်းအောင်လှိုင်လက်ရှိဥဆောင်နေပါလေဆိုတဲ့ခွေးတက်ရဲ့ရေခွေးလေခွေးရှိရှိသမျှအကုန်လုံးကိုကျွန်တော်တုတ်တင်ရှင်းလင်းနိုင်တယ်။တိုင်းနေချင်းကျွန်တော်တို့ပြချခဲ့ပြီးပြီညက်ကင်တွေစားခဲ့ပြီးသွားပြီစိတ်ရဲ့ရှင်တွေပဇင်းကင်တွေလည်းစားခဲ့ပြီးသွားပြီမနေ့တည်းကမှပူပူနွေနွေပေါက်နဲ့မြိုင်ချားမှာကျွန်တော်တို့စာကလေးကင်ကိုလည်းပဲလက်လက်ဆက်ဆက်စားခဲ့ပြီးသွားပြီအခု နဗီစစ်တံဘောကြီးဟူရခိုင်ကြီးပြင်မှာပဲခင်စားလိုက်တာဖြစ်ပါတယ်။ဝင်ကြည့်ရှုပေးနေတဲ့ကျောင်းမိသားစုဝင်တိုးချင်းတို့လေကျေးဇူးအထူးတင်ရှိသလိုဂျော့တော်လန်ရေးအတွက်ဂျော့တိုင်းကားတွေနဲ့ဂျော့တပတ်ဝင်အသီးသီးရလဲမဆုတ်တန်းရှေ့ကိုဆက်ပြီးတော့အလားရှင်းအမြင့်ဖြတ်ချင်မှုနိုင်ဖို့ ျွန်တော်တို့စူးစမ်းနေကြရဲဆိုတာကိုအတိပေးပြောကြလို့တာပါမင်းအောင်လိုက်လာလို့ဖတ်တတ်သွားတဲ့မူဝင်အကြောင်းတော့ပြောချင်တယ်ဗျာကျွန်တော်ပြင်ကိုကြည့်နေတဲ့မူဝင်မှာရှိတဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေအာမူဝင်မျိုးဖတ်တတ်သွားတယ်ဆိုတော့ရဲဘော်ရှယ်လေးပြောတဲ့စကားအဆင်ပြေတာရှိရင်တော့တောင်းပန်ပါတယ်ကျွန်တော်ပြောချင်တဲ့ဖို့ကမင်းအောင်လိုက်ဆိုလို့တာပါမင်းအောင်မူဝင်ကိုရောက်လာပြီဆိုတာနဲ့မူဝင်မြို့မှာမိအကြီးကျယ်လောင်သွားတာကျွန်တော်ရင်မိသားစု။အ ဒီလိုနဲ့ပတ်သက်ပြီးတော့မူဝင်မျိုးကန်ဒေတာခံတွေပြောဆိုတယ်ဆိုရင်လည်းဒီကောင်တွေကအညှိုးနဲ့မူဝင်ကိုဒုက္ခပေးအုံးမယ်ဟုတ်ပြီမူဝင်ဖတ်တဲ့ယုံနေမကပဲနဲ့မင်းအွန်လိုင်းလာမသူများတဲ့ရက်ွက်မိပါထလောင်ပွားတာကျွန်တော်ရင်သားစုပဲမိကလည်းများလုံးလုံးဗျာအခုချိန်ထိညှိလို့တိတ်လို့မနိုင်ဖြစ်နေပါတယ်တဲ့ တရက်နှလုံးမိဖို့တွေဖုံတာပြီးလမ်းပေါ်မှာလဲစခွေးအုပ်စုကလွဲလို့လမ်းခွေးလမ်းဘေးခွေးတိရမှာကျွန်တော်မြင်တာလမ်းဘေးခွေးလေတခုခုအာအညော်နှံလေးရရင်ကျွန်တော်တခုအနှံလေးရရင် ခွေးတွေရောက်လာအဲ့လိုပုံစံမျိုးဆိုတော့အဲ့ဒီလမ်းပေါ်မှာလဲပဲခွေးတစ်တိုက်နေပဲစီကားနေတာလို့ကျွန်တော်သိရှိထားရတယ်အဲ့လိုခွေးတွေလမ်းပေါ်ရောက်လာပြီဆိုရင်ကျွန်တော်ရသားပြည်သူတွေကလည်း အဲ့နားကိုမတော်တော့ဘူးညွန်လုံးလုံးအော်အော်အလိုပုံနေမျိုးကိုရဲစားတယ်လေတရမီသားစုံရက်ကမိလာနဲ့မင်းအောင်လာတဲ့ရက်ကမိလာနဲ့အချင်းချင်းလောင်းနေမိလာတော့လေဒီကောင်လေး for show ထွက်တာပေါ့ဗျာအဲ့ဒီတိုင်း moving မြို့တယ် November 23ရက်ဒီနေ့စခွေးခေါင်းတော့ မင်းအောင်လှိုင်ရောက်နေတဲ့အချိန်မှာပဲမင်းလောင်မှုဖြစ်ပြီးရုပ်ရုပ်တဲတဲတွေဖြစ်သွားတာဒေသခံတွေကနေသတင်းပြစ်ပို့ထားတာဖြစ်ပါတယ်။တိုက်ဆိုင်လိုက်တာဗျာ။ဘဘကြီးကိုအဲ့လိုကြိုးစိုးတော့အဆင်မပြေပါဘူး။ငကိုတဲကဘယ်အချိန်ဘလို့အကင်ခံရမလဲဆိုတာအပေါ်ကြည့်လိုက်အောက်ကြည့်လိုက်ဘေးကြည့်လိုက်ကျွန်တော်ပြည်သူကျွေးတဲ့ထမင်းမပြောနဲ့သူတို့လူချင်းချင်းကျွေးတဲ့ထမင်းတော်မှမစားရဲတဲ့ကောင် ဲ့တော့သူရောက်နေတဲ့အချိန်မိထလောင်နေဆိုတော့အကုန်လုံးအော့အောင်နေဖြစ်ကုန်တယ်လို့ကျွန်တော်သတင်းရရှိထားတာဖြစ်ပါတယ်ဆိုတော့မူခင်မူပင်မြောက်ကန်ဒေသကန်တအိုးကလည်းမရောက်နိုင်လာဖို့ရှိနေတယ်လို့ကြားရတာတော့ကြာပြီတဲ့နိုဝင်ဘာ16ရက်နေ့ကလေးကနေတော့ကြာတော့နိုဝင်ဘာ23ရက်ဒီနေ့မနေ့မှရောက်လာတယ်ခလာယာနှစ်ခွန်တက်မှာအတင်းလုထားတဲ့ Husky Queen မှာဆင်းပြီးတော့အမှတ်တရက်ွက်မှာရှိတဲ့မွေးမြူရင်းနဲ့စိုက်ပျိုးရေးတက်ကိုចောင်းဖွင့်ပွဲသွားတာ ်ဒီမှာမှပဲဝိမှုရင်းနဲ့စိုက်ပျိုးရေးတက်ကရိုចောင်းသားမှာရှိတယ်အောင်စုပန်ရက်ကွက်မှာမီးလောင်ပြီးတော့ခွေးတွေရုပ်တဲတဲဖြစ်သွားတာလို့တတိုင်းပြပုတ်ထားတာဖြစ်ပါတယ်ဆိုကျွန်တော်ကမူပေမျိုးဖုတ်တက်သွားတယ်လို့ပြောတာမလုံးလို့ကျွန်တော်မိသားစုဝင်နေတကယ်အာကုတ်တူကဟုတ်ပြီကွာငါမူဝင်ကိုလာတယ်ပေါ့ လာတဲ့အကြောင်းရင်းလည်းကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ဖော်ပြပါမယ်အခုနိုင်ငံကိုဥဆောင်ခြင်းနေတဲ့ကောင်ကျွန်တော်ပြည်သူရဲ့ယာယီတမ်းမှကြီးပါလို့သူ့ကိုသူအမိမှတ်ထားတဲ့ကောင်ဝန်ကြီးချုပ်ပါလို့သူ့ကိုသူခံထားတဲ့ကောင်မူပင်လာတယ်ဆိုပါတော့ဗျာကဲမူပင်ရုပ်ကန်ဒေတာကန်နေဗျာကျွန်တော်လာပါကိုလက်ခံပါလားတခေါက်မဲ့မိလိုက်ကျွန်တော်ပြည်သူပါပြောမယ်ထင်တယ် ျွန်တော်ထင်တယ်စကားတော်ပြောမှာမဟုတ်သတိနဲ့ပဲပန်းထွေးမှာအချို့မျိုးသမီးတွေကတော့မျက်စောင်းမျက်စောင်းလေးတွေပဲထိုးပြမှာပါမျက်စောင်းမှာနှစ်ခုရှိရနော်ကျွန်တော်မိသားစုအရန်ကိုလှတဲ့မျက်စောင်းထိုးတတ်တဲ့အလှတရားတစ်ခုရှိတယ်နောက်တဲ့တစ်ခုကယွန်ရှာမုံတီမတတိလုံးတော့တောက်မြင်ကက်စွာနဲ့ထိုးတဲ့မျက်စောင်းဆိုတာနှစ်ခုရှိတယ်မျက်စောင်းထိုးတယ်ဆိုတော့ကျွန်တော်မိသားစုနဲ့တမျိုးဖြစ်မှာဆိုလို့ကျွန်တော်ကရှင်းရှင်းလင်းလင်းဖော်ပြတာပါ သတိထွေးတာနဲ့မျက်စောင်းထိုးတာနဲ့နေမယ်အဲ့ဒီကောင်ပြာကြလောက်တယ်ဒါလက်ရှိမြောက်လိုက်အခြေအနေကိုကျွန်တော်မိသားစုနဲ့ဖော်ပြနေတာပါကျွန်တော်ဒီကိုကြည့်နေကျွန်တော်မိသားစုနဲ့ပို့ပြီးတော့သိပါတယ်တခါတရံကျကျွန်တော်ရဲ့ background မှာမြောက်လိုက်နဲ့ပတ်သက်တဲ့ဘောနော်ဒီကောင်ရဲ့ပုံပေါ့ဒီကောင်ပုံလေးကိုကျွန်တော် background မှာဖော်ပြမိကျွန်တော်ရဲ့မိသားစုနဲ့ပါပြောလာဟာကိုရှန်အဲ့ဒီကောင်တောက်ခွက်ကိုဘယ်ကောင်မှမထားပါနဲ့ဗျအဲ့ဒီကောင်ရဲ့တောက်ခွက်ကိုမြင်လို့မမြင်ချင်းတာ ဲ့တော့ကျွန်တော်တို့ပြည်သူတွေပြောတဲ့အတန်ကျောင်းရမိသားစုဝင်တို့ဟုတ်ပြီမဲကရောက်နေတာကြောင့်မူပင်မြို့ပေါ်လမ်းပေါ်မှာလမ်းထိတ်တစ်ထိတ်ကို အကြမ်းဖက်စစ်ခွေးနှစ်ကောင်သုံးကောင်ကနေစောင့်နေရဲနှစ်ကောင်လက်နဲ့အပြည့်စုံနဲ့တွဲပြီးတော့စောင့်နေလမ်းထိတ်လမ်းစုံလေးတွေမှာကင်းပုံစံမှာပဲဒါပုံစံမှာပဲဒါအာနာယုအာနာရှင်တွေရဲ့သူတို့ဘဝအခြေအနေပါဒါတော့မှ ကြီးကအင်ကြီးကိုလက်ရှိဝတ်ထားတာเนาะကျွန်တော်ရဲ့မိသားစုဒီလေစည်းကနေပြီးတော့ဒီလေစည်းကနေပြီးတော့ဒီလက်ရှိဒီအောက်ချက်အောက်ထိကြီးကအဲ့ဒီဒီကျွန်တော်တို့ခေါင်းဆောင်တွေပေါ့နော်ဒါစစ်ခေါင်းဆောင်တွေပတ်သက်တဲ့ကြီးကတွေကိုတရုတ်ကနေပြီးတော့တီးသန်းထုတ်လုပ်ပေးတယ်လို့ကျွန်တော်သတင်းတိတိကျကျလည်းရရှိထားတာဖြစ်ပါတယ်ကျွန်တော်ရေပေါ်တွေသတိပေးရပါပေါ်အမ်ဘော်ရီအစံပြူလေး ခေါင်းရွေးဖြုတ်မှရမယ်ဒါမှမကြောက်အောင်မကြောက်အောင်မင်းအွန်လိုင်းတော်တော်လေးအခုအချိန်ကြီးကစိုးနေမှာကျွန်တော်ရဲ့မိသားစုကနေပို့သိပါတယ်အခုအချိန်ကတော်လန်တော့အချိန်မှာကျွန်တော်ရဲ့မိသားစုကနေတကယ်ကိုသတင်းတွေကပို့ဆောင်တာဗျဟုတ်ပြီအဲ့လိုလည်းလည်းလမ်းကွာထွေမှာခွလင်ခွလင်တွေစောက်နေပြီးတော့အထက်မြင့်အဆောက်ဦးတွေမှာစလိုက်ပါတွေဘာတွေညာတွေနဲ့ဟိုဟိုချိန်ဒီချိန်ဟိုထောက်ဒီထောက် စောင့်ကြည့်နေတယ်လို့လည်းကျွန်တော်တို့သတင်းတွေရရှိထားပါတယ်အဲ့ဒါ for sure တွေကျွန်တော်မြင်တာစင် for sure တွေအာအာလူမျိုးတွေယူပြီးတယ်အထက်မြောက်ဆောင်တွေမှာနေရာယူတယ်အာပါညာပီကောရောသူခေါင်းဆောင်တွေလာတယ်ပေါ့ဗျာတကယ်နဲ့ဝင်ကြုံကြီးပါလားခံရမှာပဲကောင်းလေးပဲကျွန်တော်မြင်တာစင်မင်းဟုတ်တယ်နော်ဟုတ်ပြီမူကွေမြောက်ကန်နောက်ချက်တအိုးကဘာပြောလဲဆိုတော့ ကျွန်တော်မူဝင်မြို့ကန်နေပြောတယ်မူဝင်မြို့ကန်နေသတင်းပြပို့တယ်ဆိုမူဝင်ကိုလည်းသူတို့တွေအဲ့လိုပေါ့နော်တည့်ရတိုင်းပဲလေဒီကောင်နေအညိုတိကြီးစွာနဲ့အဲ့လိုဟောဖြစ်မှာလဲကျွန်တော်စိုးရင်ပါတယ်အာမင်မူဝင်ဖွတ်တက်ရုံနေမကဘူးလေမင်းအွန်လိုင်းလာမှသူလာတဲ့ရက်ွက်မိပါထောက်အောင်နေမိရတယ်များတယ်အခုထိမိမြင်တည်ဘူးရက်ွက်တစ်ခုလုံးမိကိုတွေဖုံးနေတယ်လက်မပါတဲ့စစ်ခွေးတွေခွန်းလေခွန်းလေနေခွေးရောင်ဒီရောင်လုတ်နေတယ်ကျွန်တော်ပြည်သူတွေကတော့ဥမအနာကတ်တာတော့မရှိဘူးဆိုတော့ မူဝင်ပေါ်ရောက်လာတဲ့အကြောင်းအရာလည်းရှိတယ်ကျွန်တော်မိသားစုမူဝင်မြို့မှာရှိတယ်ကွန်ပျူတာတက်ကလို့ကြောင်းအဟောင်းကိုမင်းအောင်ဖလိုင်းရဲ့အမိန့်နဲ့မွေးမြူရင်းနဲ့စိုက်ပျိုးရေးတက်ကလို့ကြောင်းအဖြစ်အရေးပေါ်အမြန်ဆောက်လုပ်နေတာဖြစ်ပြီးတော့နိုဝင်ဘာ16ရက်နေ့မှာဆောက်လုပ် PC ခဲ့ပြီးတော့မင်းအောင်လိုင်းကိုတိုင်လာရောက်ပြီးတော့ကြောင်းဖွင့်နယ်ဘာညာဆိုပြီးတော့ခံရတာဖြစ်ပါတယ်။ဟာကြောင်းကြီးဖွင့်နေနော်။ဟာမင်းအောင်လိုင်းနော်။သူကြောင်းကြီးဖွင့်နေပေါ့။ ရောက်ဖွင့်ဖွဲ့ကိုသူကိုယ်တိုင်တက်တယ်ပေါ့ဓပုံလူချင်းတာမှတ်တမ်းပြချင်းတာသတင်းဌာနမှာပါချင်းတာနောက်ွယ်မှာចောင်းပေါင်းမြောက်များစွာဘုံကျဲဖြစ်စည်းခဲ့တဲ့ကောအဲ့တော့မင်းတို့ကစောက်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 ငါဒီမှတ်တမ်းလူချင်းနေအဲ့တော့စောက်စောက်စောက်ရတဲ့កောင်នេះကလည်းစောက်တာပေါ့ဗျာចောင်းဖွင့်မဲ့လာလာပါတဲ့ ဒါပေမဲ့မင်းအွန်လိုင်းလာမှာပဲမဥပင်အဲ့ဒီရက်ကွက်ဖုတ်တက်သွားတာလေဗျာဒါကကျွန်တော်ပြပါပြည်သူတွေရဲ့သိဖို့ထားတဲ့သတင်းတွေဖြစ်ပါတယ်တကယ်မှကျွန်တော်မိသားစုနေကိုကျွန်တော်သတင်းနှစ်ခုဖော်ပြခဲ့တယ်ပြီးတော့ KNU ကတနက်တစ်ချက်လုံးဖော်ပြနေ DKB မှာရှိတဲ့ရရှိပါဝင်ရဲပေါ259လာရောက်ပူးပေါင်းလက်နက်ချစီခဲ့တဲ့နီးပြူဟာတိတ်တိတ်လေးပဲကျွန်တော်မိသားစုဘာတမ်းမှမထွက်ဘူး ောင်းရမိသားစုဝင်နေကျွန်တော်တို့ဒီတော်လင်ရေးကာလာပေါ့နော်ရောက်လာတဲ့အချိန်မှာချို့ရဲဘော်တွေကကျွန်တော်တို့လည်းအရင်တော့ဆိုအများကြီးဆက်သွဲကြကျွန်တော်အတက်နိုင်ဆုံးကူညီခဲ့တာရှိပါတယ်အချို့ကျတော့လည်းဟိုပြောင်းဒီပြောင်းဟိုရွှေဒီရွှေတွေရှိတယ်ကျွန်တော်မိသားစုရှိတယ်ဒီဖွဲ့ဒီဖွဲ့ကနေပြီးတော့အာအစမပြေဟိုဘက်ဖွဲ့ပြောင်းသွားဟိုဘက်ဖွဲ့မှာဘယ်သူနဲ့မတဲလို့ဒီဘက်ဖွဲ့ကိုပြောင်းသွားဆိုတော့ဒါလေးလည်းကျွန်တော်မိသားစုနဲ့ကြားမှာပေါ့နော် ျွန်တော်ကရဲဘော်လူငယ်ဖြစ်တဲ့အတွက်ရဲဘော်လူငယ်လို့ပဲကျွန်တော်ကသတင်းပြောပြပါတယ်တခါတည်းရင်ကြာရင်ကျွန်တော်တို့တော့မှဟိုဘယ်ပြောမလဲတော့လိုက်ပြီးတော့တက်နိုင်ဆုံးမော်တော့ဟိုထိန်ရတာလေးတော့ရှိတာပေါ့နော်ဆိုတော့တော့ကျွန်တော်ကတော့ပွင့်လင်းမယ်ကျွန်တော်ပွင့်လင်းမယ်ကျွန်တော် KNP နဲ့မှနေတယ်ကျွန်တော် KNU KNTO KNL ရဲ့ဗတ်စစ်ကလွဲလို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အလံဗတ်စစ်ကလွဲလို့ကျွန်တော်ရဲ့ပခုံးနဲ့ကျွန်တော်ရဲ့ရင်ဘတ်မှာ မိတိပရစိတ်မှာကျွန်တော်မတက်ဘူးတော်လင်းကာလကျွန်တော်ရဲ့တည်စေသစ္စာဖြစ်ပါတယ်ဟုတ်ပြီဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားစုအားနဲ့တက်မလို့ညွှန်လိုက်ပါတယ်အခုခြေတို့အရန်များသွားပြီနော်အခုခြေတို့ငကင်တွေရောဘဲကင်တွေရောရှိရှိသမျှအကုန်ကင်နေတာဟိုမှာမင်းအွန်လိုင်းကလည်းဖေးဖေးနဲ့ဟိုမှာ ကြုံဝင်နေပြီကျွန်တော်မိသားစုဝင်ဟုတ်ပြီကျွန်တော်မိသားစုဝင်လေအဲဒီလိုတင်းကုန်ကြီးချမျိုးမှာကျွန်တော်နဲ့အတူရှိနေပြီလို့လည်းယေရှုတင်ပါတယ်လက်နက်ဘေးစစ်ဘေးကပ်ဘေးကြောင့်ねကျွန်တော်နိုင်အဲအတွင်းမှာရှိတဲ့မိသားစုတအုပ်ချင်းနဲ့ဘေးနဲ့ကင်းရှင်းပါတဲ့အောင်လေးလေးနဲ့စတောင်းရှင်းနေဒီနေ့ရဲ့ဗီဒီယိုကိုနီကိုချုပ်ပြစေပါ